ဒေါ်လာ၄သမ၈တန်းနဲ့ရွှေအိမ်သာကိုခိုးယူမှုကြီးလွန်ခဲ့သော2019ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာအင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာဒေါ်လာ၄သမ၈တန်းအောင်တန်တဲ့တမိုင်းဝင်ရွှေအိမ်သာကြီးကိုခိုးယူမှုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီအိမ်သာကြီးကတော့အီတလီအနုပညာရှင်မော်ရီဇီယိုကတ်တယ်လန်ရဲ့အမေရိကန်လို့ခေါ်တဲ့၁၈ကာရက်ရွှေအိမ်သာကြီးကိုလန်ဒန်မြို့နော်ကဘလင်းဟမ်နန်းတော်ကြီးမှခင်းချင်းပြသခဲ့တာမှတ်မိကြအောင်ပါပါဒီအိမ်သာကတာမန်အိမ်သာမဟုတ်ပါဘူးနန်းတော်တွေကရေပိုက်တွေနဲ့တိုက်ရိုက်ချိန်ပြီးသုံးလို့ရအောင်လုပ်ထားတာပါ ပြီးတော့တန်ဖိုးကလည်းဒေါ်လာ၄.၈တန်းတောင်မှတန်ကြီးရှိတာဖြစ်ပြီးဒါကြောင့်မလို့လေလူတွေကအများကြီးလာရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့စက်တင်ဘာလ၁၄ရက်နေ့ညသကောင်ကျော်မှာတော့အဲ့ဒီရွှေအင်သာကြီးပျောက်သွားခဲ့ပါတယ်။ရဲတွေကလည်းလာဆုံဆန်းတာပေါ့ CCTV ကင်မရာတွေကလည်းအများကြီးပြက်နေတဲ့အချိန်နဲ့တွေ့တူတော့ဘလူးကနေဘလူးပျောက်ဆုံးလဲဆိုတာအဆရှာများခဲ့ပါဘူး။ရေပိုက်တွေပါဖြုတ်ပြီးခိုးသွားတာဆိုတော့အဲ့ဒီခိုးတဲ့သူတွေဟာကျွမ်းကျင်သူတွေမှန်တော့အသိသာရဖြစ်ပါတယ်။အချိန်တော်ကြာဆုံဆန်းပြီးတော့မှအဲ့ဒီခိုးတဲ့သူတွေကအဖွဲလိုက်ခိုးတဲ့ဆိုတာကိုလည်းသိရပါတယ်။ ပြီးတော့အဖွဲထဲမှာ James Shin ဆိုတဲ့သူကအရင်ကလည်းခိုးမှုတွေနဲ့ထောင်ချခဲ့ပူတဲ့သူပါ။နောက်ပြီးဒီအဖွဲကလန်ဒန်ထဲမှာရွှေတွေကိုအများပြားခိုးယူခဲ့ပူတဲ့အဖွဲလည်းဖြစ်တယ်လို့သိရပါတယ်။လုံခြုံရေးတွေလည်းအများကြီးချထားတဲ့နန်တော်ကြီးတွေကနေဘလို့ခိုးသွားလဲဆိုတာတော်တော်ကိုစဉ်းစားရခက်တာဖြစ်ပါတယ်။ရွှေအင်သာကြီးကိုခိုးသွားတဲ့သူတွေကအသေးစိတ်အစီအစဉ်ကိုစနစ်တကျဆွဲပြီးတော့မှပဲခိုးသွားကြတာဖြစ်ပါတယ်။နောက်ပြီးနန်းတော်ရဲ့အားနည်းချက်တွေကိုလည်းအတိအကျသိပြီးမှခိုးသွားကြတာလို့ရဲတွေကတော့ကောက်ချက်ချခဲ့ကြပါသေးတယ်။ နောက်ဆုံးမှာတော့2021ခုနှစ်မှာတရားခံ၄ယောက်ကိုဖမ်းမိခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ရွှေအင်တော်ကတော့အခုထိရှာမတွေ့သေးပါဘူး။အင်တော်ကိုအရေးကြိုပြီးရွှေအင်နေနဲ့ပြန်ရောင်းစားကြတယ်လို့လည်းပြောကြပါတယ်။ဘလင်ဟမ်နန်တော်ကရွှေအင်တော်ခိုးမှုကြီးကတော့အခုထိမဖော်ထုတ်နိုင်တဲ့ခိုးမှုကြီးလို့လည်းလူတွေကပြောကြပါတယ်။လန်ဒန်မြို့ဘလင်ဟမ်နန်တော်ကရွှေအင်တော်ခိုးယူမှုကြီးနဲ့ပတ်သက်ပြီးနောက်ဆက်တွဲအဖြစ်ထပ်မံတည်ရတဲ့အကြောင်းအရာကတော့နောက်ထပ်တရားခံ၄ဦးကိုထပ်ပြီးဖမ်းဆီးရခြင်းဆိုတာပါပဲ။ 2022ခုနှစ်မှာရဲတပ်ဖွဲ့ကခိုးယူမှုအတွက်ပါဝင်ပတ်သက်သူတွေကိုဖမ်းဆီးနိုင်ခဲ့ပြီး၎င်းတို့အထက်မှအ धिक ခေါင်းဆောင်ဖြစ်တဲ့ James Shin အပါအဝင်အိမ်တွင်းတမျှကျွမ်းကျင်သူများလည်းပါဝင်ကြပါသည်အကုန်လုံးမှာလည်းပြည်မှုမှတ်တမ်းတွေကရှိနေခဲ့ကြပြီးရွှေခိုးယူမှုများမှာလည်းပါဝင်ပတ်သက်ခဲ့ပူပါသည်ဒါပေမဲ့သူတို့အဲ့ဒီနေ့ကခိုးယူသွားခဲ့တဲ့ရွှေအိမ်သားကြီးဟာယနေ့ထက်တိုင်ပြန်လည်ရှာဖွေလို့လုံးဝမရတော့ပါဘူးရတဖွဲ့ဟာနီလန်းမျိုးမျိုးနဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့လဲတဲလွန်စာဘလို့ကမှမရတာပါအချို့ကတော့အဲ့ဒီခိုးယူသွားတဲ့သူတွေဟာ အဲ့ဒီ24ကရက် ရွှေအင်သာကြီးကိုအရေးကြိုပြီးတော့ရွှေတုံးတွေအဖြစ်ပြန်လဲရောင်းချကြတယ်လို့လည်းမှန်းဆကြပါတယ်။အဲ့ဒီခိုးယူမှုကြီးကြောင့်ပဲကဘာတဝမ်းမှာရှိတဲ့အမှုပညာပြကန်းတွေနဲ့ပြရိုက်တွေဟာလုံခြုံရေးစနစ်တွေကိုပြန်လဲစီစစ်ခဲ့ကြပြီးခင်မီနီးပညာတွေလုံခြုံရေးကင်မရာတွေအဆောင်ရှောက်တွေကိုတိုးမြှင့်ခြင်းနဲ့လူဝင်လူထွက်စစ်ဆေးမှုတွေကိုပုံမှန်တင်းတင်းကြပ်ကြပ်လှုပ်ဆောင်လာကြပါတယ်။ ဒီဖြစ်ရပ်ကအနုပညာပစ္စည်းတွေလုံခြုံရေးအတွက်အရေးကြီးတဲ့မိကုံကိုမိမောင်းထိုးပြခဲ့ပြီးအနုပညာရှင်များနဲ့ပြရိုက်များအတွက်ခင်မီလုံခြုံရေးနည်းပညာနဲ့အကာအကွယ်ပေးတဲ့စနစ်တွေကိုလည်းထပ်တိုးစဉ်းစားလာကြပါသေးတယ်။နောက်ဆုံးအနေနဲ့သိရတာက2025ခုနှစ်မှာဖန်စီရမိတဲ့တရားခံတွေကိုတရားစွဲဆိုပြီးထောင်ဒဏ်သီးသီးချမှတ်ခဲ့တယ်လို့သိရှိရပါတယ်။ ဒီနေ့တင်ဆက်ပေးခဲ့တဲ့စီစဉ်လေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုဆက်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ဦးမှာမလို့ Youth Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့။အစုံကြီးကြီးရှိုးအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။